နေလောင်ထားလို့အသားမညီတာဥမာဆိုရင်ကိုကတတိုင်းသွားတယ်ဒီနားမှာအလိုနာကြီးလက်ပက်ရာနာကြီးပက်ထိုင်နာကြီးပက်ရာလေးကဖြူနေတာပြီးတခခုပက်ထိုင်အဲ့နေရာလေးကပဲကွက်ပြီးတော့ဖြူနေတာပြီးသွားလို့ရှိရင်အသားမညီတာပေါ့နော်ဒီဘက်နဲ့အဲဒီအတွင်းသားနဲ့ဒီအပြင်သားနဲ့မညီတာမဘလိုက်ဒီအတွင်းသားနဲ့ဒီအပြင်သားနဲ့ပေါ့နော်မညီတာအဲအဲ့လိုမျိုးတွေအတွက် အရန်ကိုတတစီမယ်ချက်ချင်းပေါ့ချက်ချင်းဆိုတာအရန်အမြန်တော့မဟုတ်နှစ်ပတ်သုံးပတ်ပေါ့နော်အဲ့လောက်အတွင်းမှာတိတိတတတတစီမယ် body care အစနေအဆုံးထိအဲဘယ်လိုဆက်ပြတော့ရမလဲဘယ်လိုဆက်ခွက်တော့ရမလဲဘယ်လိုလို့ရှင်းတော့ရမလဲဆိုတာပေါ့နော်အဲ့ဒါလေးတီချာလေးပြောပြသွားပါမယ်နော်ဆိုတော့နေလောင်ထားတဲ့လူတွေအရန်များရေပေါ့နော်တကယ်လို့ပြောပြီးသွားပြီဒါပေမဲ့လည်းထက်ပြီးတော့မေးထားရင်မေးခွန်းလေးတွေ့ရတယ်အဲ့ဒါထက်ပြောပြတာနော်ဆိုတော့ဒီမှာအဲစမယ်ပေါ့နော်မေးထားရင်မေးခွန်းလေးမှာလေဟိုဟာ vaseline ပေါ့နော် vaseline အနေအောင်လေဗာဆလင်းအနေအောင်ဦးတဲ့လက်ဆောင်ရထားတာတဲ့အတက်ကငယ်သေးတယ်တဲ့အဲ့တော့ဟိုလူကြီးကြီးပဲတုံးရတာပေါ့နော်ကလေးတွေတုံးလို့မရဘူးပေါ့အဲ့ဒါကတုံးလို့ရလားမရဘူးလားတဲ့ညုံမေးဖို့ကပြန်ရှာမတွေ့တော့ဟုတ်ဒီဘက်မှာတွေ့ပြီတွေ့ပြီတွေ့ပြီအဲ့ဒါတုံးလို့ရလားပေါ့နော်အဲ့ဒါလေးတစ်ချက်ပြပြပေးပါဗာဆလင်းကအနီရောင်အကြာသူက age အဲဘယ်လို age ကို restore ပါညာပေါ့နော်အဲ့တော့အသားကြီးတင်းဤတယ်အဲ့တော့အခု အသက်ကဘယ်နှစ်နှစ်လဲပေါ့နော်20အောက်ဆိုရင်တော့မတုံးတာတော့ပိုကောင်းတာပေါ့ကိုရဲ့ကိုလက်ဆောင်ရထားလို့ရှိရင်လေကိုရဲ့အိမ်က ူကြီးတွေပဲလုံခင်လိုက်ပါတော့နော်အဲ့တော့20ဝင်းကျင်20ပတ်ချာလေး20အထက်တူပါလို့ဆိုတော့လိမ့်လို့ရပါတယ်ဘာမှဖြစ်ဘူးနော်အဲမျက်နှာတော်မှလေးအဲ့လိုမျိုး20ကျော်ွားတာနေလေးအဲ့လိုနည်းနည်းဒီမှာဆိုလည်းနည်းနည်းရှင့်နေလားမသိဘူးအဲ့လိုမျိုးပေါ့နော်မသိဘူးအဲ့လိုစိတ်မှာပေါ့နော်အဲ့လိုကိုကနုပြိုချင်နေပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ဒါလိမ့်တာတော့ဟိုခလေးတွေစူညံနေရပဲပေါ့နော်လိမ့်တာတော့ပို့ပြီးတော့ကောင်းနေပေါ့နော်ဟိုနည်းနည်း20ပတ်ချာလေးဆိုတာနဲ့အနည်းနဲ့အများတော့နည်းနည်းလေး ဟိုကောလဂျင်တက်တွေပါလေခလေးလို့တော့မဟုတ်တော့အီအီလေးမဟုတ်တော့ဘောနော်အဲ့တော့အသက်က20အထက်ဆိုရင်တော့လိမ့်20အောက်ဆိုရင်တော့မလိမ့်ပါနဲ့ဟုတ်နော် AC ပေါ့ Okay ခလေးကြီးစောင့်နေအတန်ကြီးဝင်နေ Okay ဒါဆိုရင်မိကုန်းလေးတစ်ချက်ကြည့်မယ်နော်မိကုန်းလေးကြီးဆက်ပြေမယ်ပေါ့နော်စန်တယ်လာအဖြူပြောင်ကားတဲ့ဆိုကျပါလေ ဆိုးကျိုးရှိလားတဲ့ဘလို့စကင်သုံးရတာလဲပေါ့เนาะ combination ဘာညာဆိုတော့ combination စကင်တိုင်းဆိုရင်တော့သုံးလို့ရတယ်အဖြူရောင်ဆိုတော့ဒီနားလေးရဟာပေါ့เนาะတိတ်တော့မတွေ့ရဘူးတော့ white တနည်းအသားဖြူစေတာဆိုတော့ဝါချန်အစီဘူးထွက် ထွက်နေတဲ့သူတွေဆိုရင်တော့မသုံးတာပိုကောင်းတယ်။ဝါချန်စီဘူးထွက်နေတဲ့သူကလေအသားဖြူစီတဲ့ဟာကြီးတိတ်မသုံးနဲ့เนาะ။အဲ့ဒါသုံးလို့ရှိရင်နည်းနည်းပို့ဆိုးတတ်တယ်။အဲ့တော့ကိုကဝါချန်စီဘူးထွက်နေတာမဟုတ်ဘူးဒီတိုင်းပဲအသားညစ်နေတာနေလောင်ထားတာအသားကြည်ကျင်တာသုံးလို့ရတာဆိုသုံးလို့ရရဲ့ဘာဖြစ်ဘူး။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်အသေးဆုံးကိုမရမကဝဲအသေးဆုံးပဲအရင် try ကြည့်တဲတော့မှအကြီးကြီးဝဲเนาะ။မတဲလို့ရှိရင်တော်တော်နှမြောက်ပိုကောင်းတယ်။အားကြောင့်လေးเนาะ။အသေးဆုံးလေးကိုအရင်ဝဲပြီးလို့ရှိရင်ဆက်တော့ကြည့်ပါ။ဆိုးကျရဲ့လို့တော့မရှိဘူး။ဒါပေမဲ့ သူ့ကိုဝါချန်ထွက်နေတဲ့အချိန်မတုံးနဲ့နော်ဝါချန်ထွက်နေတဲ့အချိန်တုံးလို့ရှိရင်ဟောတစ်ချက်တစ်ချက်ကြာရင်ပုံဆိုးတတ်တယ်ပေါ့နော်တချို့ကပြောတယ်ဝါချန်ထွက်နေလဲတုံးလို့ရရင်ဘာမှဖြစ်ဘူးတဲ့ဆိုတော့အဲ့ဒါကတော့တုံးရင်တုံးကြည့်ပေါ့နော်ဟိုကိုဘကကတော့အတက်နိုင်ဆုံးပြောပြပြီးတယ်အဲဝါချန်အစီဘူးထွက်နေတဲ့အချိန်တုံးရင်ပို့ပြီးတော့ဆိုးမှဆိုးလို့ဆိုးလို့ပေါ့နော်အဲကန်ကောင်းလုံးပြီးတော့ကောင်းရင်လည်းကောင်းသွားတာပေါ့နော်အဲအဲ့လိုလေးရှိတယ်ဒါပေမဲ့အသားညစ်နေတဲ့သူတင်းတိမ်မဲ့ကြောက်သမားအသားဖြူကျင်တာအသားကြည့်ကျင်တာဆိုရင်တော့တော့ဘာမှမဖြစ်ဘူးနော်โอเค မြောက် dry skin အတွက်တဲ့ moisture နဲ့ cleanser လေးပြပြပေးပါရဲအဆီဘူးလည်းထွက်တယ်ဆိုတော့လေအဲ့ဒါတကယ်တော့ပြောပြပေးပြီးသေးလားပြောပြပေးပြီး dry skin အတွက် moisture ရော cleanser ရောပြောပြပေးပါရဲ အဲဟိုနင်းဖြစ်တယ်ဆိုရင်ကျူတာပရိုဂရမ်ပဲသုံးပေါ့နော်တကယ်လို့ကျူတာပရိုဂရမ်နဲ့မတည့်ဘူးဆိုလို့ရှိရင်တော့လှမ်းပြောနော်ထပ်ပြီးတော့ရေးပေးမယ်ကျူတာပရိုရဲ့ gentle cleanser ရဲ့အာဟာ hydrator မသုံးနဲ့ dry skin ဆိုတော့ repair cream သုံးနော် repair cream သုံးပါနော်အဲဒီမှာ vaseline gluter high guy အသက်ကြီးရဲ့သူတွေသုံးလို့ရဆော့ဆော့ပြောသလိုပေါ့နော်လက်ဆောင်ပေးတဲ့အတော်အားဖြင့် body wash ပါတွဲသုံးဖို့ပေးထားတယ်ဆိုတော့ ရေချိုးစပြာရရဘာမှဖြစ်ဘူးပေါ့နော်လိုရှင်းရလေလေတကယ်တော့ဘာမှရေလို့တော့မဖြစ်ဘူးတိလားဟိုအတုံးလိုက်လို့တခုဖြစ်သွားတာဘာလို့လောရမရှိဘူးအဲ့တော့အဲကိုကအရင်မငယ်တော့ဘောနော်ဥမာ72နှစ်မဟုတ်ဘူးကွယ်ပြောရတာအဲ72 73ဆိုရင်တော့မတုံးနဲ့နော်ဥမာ79 78 19 20အဲ့လောက်ပဲချလဲဆိုရင်တော့တုံးဘာမှဖြစ်ဘူး ုံးဒီစီတော့เนาะအဲ့လိုဒီ body lotion ကြီးကအဲ့လိုကြီးဘာညာဖြစ်သွားရဲ့လို့တော့မရှိဘူးဆန်းနေနေတို့ဘာလို့ဆိုတော့မသုံးတာပိုကောင်းတယ်เนาะအဲ့အဲ့လိုရေချိုးစက်ပြားတော့ရရလीဘာမှမဖြစ်တော့တော့โอเคအဲ့ဆိုရင်တော့ဒါမိထားတဲ့မိခွန်းလေးတွေပြီးသွားပြီး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 ဆိုတော့ဟွာလာမယ်အဲ့ဒါအမြဲတမ်းပြောရင်နော်ဒါကြည်ပီးသားဆိုရင်လည်းကြော်ရကြော်သားပေါ့အေးကြော်ရကြော်သားပေါ့ဟုတ်တယ်လေးပြင်းကြရည်နော်โอเคဆိုတော့ဆက်မယ်နေလောင်ထားတာအသားမညီတာပေါ့နော်အရင်ကဆိုလေအသားတော်တော်မညီရတဲ့ပါတယ်တလားအခုက အခုကအဲ့လောက်ကြီးမညီရဲထဲတော့မပါတော့ဘူးပေါ့နော်ဒီမလားအဲ့ဒီမလားဆက်စမယ်ပေါ့နော်နေ့တိုင်းသုံးဖို့ဆက်ပြအရင်ပြမယ်နေ့တိုင်းသုံးဖို့ဆက်ပြအဲလိုရှင်းမှုကဟိုဘက်ရောက်နေခဏလေးနော်နေ့တိုင်းသုံးဖို့ဆက်ပြပြမယ်โอเคနေ့တိုင်းသုံးမယ်သုံးရက်တစ်ခါသုံးမယ်နေလောင်ထားတဲ့အသားရေကိုလေဆက်ခရက်ကြမ်းကြမ်းကြီးတွေမသုံးနဲ့တိလားဆက်ခရက်ကြမ်းကြမ်းကြီးတွေသုံးတာမကောင်း အာပုံမှန်ထက်စားလို့ရှိရင်လေဥမာတကြံတော့ဆိုပိုဆိုးမယ်လေနော်တကြံတွေနေလောင်ထားလေလောင်ထားဆိုရအများကြီးပဲလေနော်အဲ့လိုမျိုးဆိုစားခွက်ကြကြဲကြီးတွေကြတော့အသားလောင်ထက်တယ်နော်အဲ့တော့ဒီမှာနေတိုင်းသုံးဖို့အတွက်ကဒီကိုကြီးဆန်စပြာသုံးကိုကြီးဆန်စပြာကိုနေတိုင်းနေတိုင်းနေတိုင်းသုံးပြီးပြီးပါရင်သုံးရက်တစ်ခါသုံးဖို့အတွက်စားခွက်ကိုတော်တော်ရွေးလိုက်ရတယ်အဓိကတော့သူ့ရဲ့အနှစ်သူ့ရဲ့တချာကအိဆက်နေရပဲမကြီးနှစ်လေးနဲ့ပုတ်တိုက်တယ်လို့မျိုးလေး เนาะပြီးတော့သူ့ရဲ့အာလီတင်က whitening ပါရယ် brightening ပါရယ် soothing ပါရယ်ဆိုတော့ smoothing ပါရယ်ဆိုတော့နေလောင်ထားအဲ့ဒီသူ့အတွက် အသင့်တော်ဆုံး sacred ပြောပါဆိုဒီ sacred ကအသင့်တော်ဆုံးပဲလုံးဝတကယ်တကယ်ကိုမကျူးရကြီးပေါ့เนาะဒီ sacred ကအရန်အသင့်တော်တယ်အာအသားလည်းလုံးဝမ ထိခိုက်ဖို့ပေါ့နော်ဟိုအပွင့်အကြီးတွေပါရင်မဟုတ်ဘူးပေါ့နော်အဲ့တော့နေလောင်ထားတဲ့အချိန်မှာဆိုရင်တီးတန့်နေလဲသုံးမယ်ဆိုဒီဆက်ခရက်လေးကိုသုံးပေးပါနော်ဒီဆက်ခရက်လေးအဆင်ပြေရဲ့နော်ပုံမှန်ချိန်လေးဆိုရင်နူးညံ့ခေါင်းနူးညံ့နိုင်ပေမဲ့နေလောင်ထားတဲ့အချိန်ဆိုတအားကောင်းနော်ပုံမှန်ချိန်လေးသုံးကြပါရဲ့အဓိကအသားလေးကြီးဆိုးလာတာဟမ်ကြီးဆိုးလာတာနော်ပြပါလို့ရှိရင်အမ်ညာဘက်လိမ့်ဖို့အတွက်ဆိုရင်တော့ဒီကောင်ကအကောင်းဆုံးပဲ skin age ကလေ body condition တာပေါ့နော်ညဘက်လိမ့်ဖို့အတွက်ဆိုရင်ဒါလေးကအကောင်းဆုံးဒါလေးကအသင့်တော်ဆုံးတဖြည်းဖြည်းချင်းစီလင်းလာမှာပေါ့နော်ဒါကနေခင်ဘက် sorry ညဘက်လေ okay နေခင်ဘက်ကို SP ရတီချာမြများပါလဲပြီးွားလို့ရှိရင်လိမ့်လိုက်လေအခုကပူတယ်လို့လို့အေးတယ်လို့တစ်ခါကြာလဲအေးတစ်ခါကြာလဲပူတယ်လေနော်အဲ့တော့ အဲလိမ့်လိုက်လို့ရှင်အော်အိတ်ချစ်တာလိမ့်လိုက်လို့ရှင်အေးမြနေတဲ့ဟာမျိုးလေးနော်အဲအဲ့ဒါမျိုးလေးဖြစ်ရမယ်နေလဲအရန်ကရမယ်ဒီဥစ္စာ SPN 50ပါတော့မှခိုးလင်းပါတဲ့ဥစ္စာတွေတအားကောင်းနော်လိမ့်လိုက်အေးပြီးတော့နေလဲအရန်ကပြီးရဒီကောင်လေးရှယ်မိုက်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 ဒါလေးတုံးကြည့်ကြည့်ပါဒါလေးတုံးကြည့်ကြည့်နော်ပြီးတော့ဒီကောင်လေးကလုံးဝတကယ်ထိုင်းဒါရိုက်တီပဲပေါ့နော်ဒီမှာမနော်မနော်အင်းโอเคနော်ဆိုတော့ဒီမှာဒီဥစ္စာလေးပါနော်ဒါလေးကိုနေခင်ဘတ်တော့ skin x ကိုညဘတ်တော့ဒီရဲ့အတွဲတော့ နှစ်ပတ်လောက်နေရနေတည်တာစေရမယ်မတည်တာရင်လာပြောเนาะလုံးဝအရှင်းသက်သာဖို့ဆိုလို့ရှိရင်ဒါကိုပေါ်တော့မူတရားပေါ့เนาะကိုကတိချခရူးတဆိုင်လုံးမယ်ဆိုလို့ရှိရင်၃ဘက်တလာအဲအဲ့လောက်ဆိုရပြီရပြီရပြီမလေးပုံမှန်နီးပလောင်ခင်တုန်းကဖြူတဲ့အသားဖြူနှုံးထက်တောင်မှပို့ပြီးတော့ဖြူလာအောင်ပါအဲ့လိုမျိုးပုံမှန်လေးဒါတော့เนาะစပင်းကြီးကလည်းကတ်ကတ်နေโอเคဆိုတော့ဒါရေးပေးလိုက်တာပေါ့เนาะ ကဲဗီဒီယိုလေးကိုဒီညမှာပဲဆုံးသတ်လိုက်ပါတော့မယ်တည်ကျင်တာရှင်ခေါမမမေးလို့ရပါတယ်အခုကမိခွန်းနေအရန်နေသွားပြီဆိုတော့နောက်ပိုင်းကြလို့ရှင်ဘာတင်ရင်ကောင်းမလဲပေါ့နော်စဉ်းစားရတော့မယ်ပေါ့အေးဆိုတော့ဆုံးနေကြည့်ပြီလို့ကျေးဇူးများကြီးတင်ပါတယ်ဘာလို့ဆိုတော့အကုန်လုံးတည်နေကြပြီလေနော်အကုန်လုံးတည်နေကြပြီမသိရပါဘာမှမရှိတော့လေတော်တော်ရှားနေပြီနော်အဲဆိုတော့အားလုံးပဲတတားနော်